တခိတခါကနင်းစည်အဖွဲသားတွေနဲ့အတူပြလဲကျင်းပါတော့မယ်။မန္တလေးငလင်းရံပုံငွေပြဆက်ပွဲကြီးပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လီအင်ဆိုင်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်။တခိတခါကရုပ်ရှင်ခေထုံးပြောင်းခဲ့ခြင်းကပြည်သူတွေအကြိုက်ဆုံးဇက်အဖွဲတစ်ခုရှိခဲ့ပါတယ်။ မြန်မာပြည်ရဲ့ထိတ်တဲမင်းသားတွေများစွာစုပေါင်းထားတဲ့လူရှင်တော်အဖွဲ့မဟုတ်ပေမယ့်လူရှင်တော်တွေထက်တောင်မှပိုပြီးတော့ရေရတဲ့ပြဇက်အဖွဲ့ရှိခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကရရှိလာတဲ့လက်မှတ်ကြေးတွေနဲ့ရုံဝင်ကြေးတွေပြည်သူတွေပေးတဲ့ချွေးနှဲစာတွေအကုန်လုံးကိုနိုင်ငံတော်ရဲ့လိုအပ်တဲ့နေရာတွေမှာပရိဒတ်ရန်ပုံငွေကြေးအဖြစ်အကုန်လုံးကိုလိုက်လံလှူဒန်းခဲ့တာပဲဖြစ်ပါတယ်။ ဒီအဖွဲ့ကတော့နှင်းစီအငိမ့်ပြဆက်အဖွဲ့ဖြစ်ပြီးတော့နိုင်ငံကျော်မင်းသားကျော်တွေဖြစ်ကြတဲ့မင်းသားနေတူကျော်ကျော်ဘုံမင်းမော်ကုန်းနဲ့ရဲလီမုံမို့တို့ပါဝင်ကြပြီးတော့ပြည်သက်တွေကိုရဲတန်းအတော်မတက်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ် မြန်မာပြည်2010ခုနှစ်အကျော်တွေမှာပြည်သက်တွေကြောင့်မှရေပန်းစားခဲ့တဲ့အဖွဲဖြစ်ပြီးတော့အပိုင်းဇက်တွေနဲ့ပြည်သက်တွေကြီးကြရတဲ့အထိဆွဲဆောင်နိုင်ခဲ့တဲ့ဇက်လေးဖြစ်ပါတယ်။တရုတ်ဆောင်ပညာမှာပါရမီပါလွန်လာတဲ့သူတွေကြီးပဲဖွဲ့စည်းထားတဲ့အဖွဲဖြစ်လို့ဟာသကိုပိုင်ပိုင်နိုင်နိုင်ပုံဖော်ပြီးတော့ပြည်သူတွေရဲ့ဘဝအမောတွေကိုဖြည့်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်အဖွဲလိုက်လှုပ်ရှားမှုတွေကလည်းပြုလုပ်ခဲ့ကြပြီးတော့နိုင်ငံခြားခရီးစဉ်တွေမှာလည်းပါဝင်လေပတ်ရင်းနဲ့အဖွဲလိုက်ခရီးတွေထွက်ကာတင်ဆက်မှုတွေပြုလုပ်တဲ့အထိ အောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အကိုစီလုပ်ငန်းကန်တာတွေနဲ့အနုပညာလှူရှားမှုတွေမှာသာအာယုံဆိုင်ရင်းနဲ့နှင်းစီအငိမ့်သပင်ကပရိသတ်တွေကြားမှာအတန်သိပ်တွားခဲ့ရပဲဖြစ်ပါတယ်။ဒါအပြင်ကြားကလာတွေမှာပြောင်းလဲခဲ့တဲ့အခြေအနေတွေကြောင့်လည်းဖြစ်စဉ်မျိုးစုံတွေရှိတဲ့အတွက် လူအများစုကတော့နင်းစီအငိမ့်သပင်ကိုမေ့လျော့နေခဲ့ကြပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုနောက်ပိုင်းမှာတော့အမှုပညာရှင်အချို့လည်းလှုပ်ရှားမှုတွေနဲ့ပရိသတ်တွေရှိကိုပြန်လည်ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ဒါကြောင့်မလို့နင်းစီအငိမ့်သပင်အဖွဲကလူစုမိနေခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်အခုလက်တလုံးမှာဖြစ်ပေါ်လာခဲ့တဲ့ငလင်ဘေးကြီးကိုအမှုပညာအတိုင်းဝိုင်းကတဦးတယောက်ချင်းစီမဟုတ်ဘဲအားလုံးတစုတစည်းတဲ့ထိရောက်စွာနဲ့ကူညီပေးနိုင်ဖို့အတွက်နင်းစီအငိမ့်အဖွဲကိုပြန်ပြီးတော့အသက်တွန်းလိုက်ပြီပဲဖြစ်ပါတယ်။ အဖွဲ့ရဲ့အဓိကပါဝင်သူတွေဖြစ်ခဲ့ကြတဲ့မင်းသားတွေအားလုံးပါဝင်ကြတဲ့အပြင်အနုပညာမျိုးဆက်သစ်တွေလည်းပါဝင်ကြအောင်မှာဖြစ်လို့ပွဲတော်ကိုမြန်မြန်ဆိုင်ဆိုင်နဲ့ကျင်းပကြမှာဖြစ်ပါတယ်။ဒီအထက်ကမှလက်တလောခေစားနေတဲ့မင်းသမီးနော်ဖော်ရတာနဲ့ မင်းသားနေထွတ်တို့လည်းပါဝင်มาဖြစ်ပြီးတော့မင်းသားဝေလူကျော်ရဲ့ဇနီးဖြစ်သူရေကြီးချမ်းများကလည်းပါဝင်အောင်มาဖြစ်ပါတယ်။ဒါကြောင့်လူအများစုကတော့ရခင်ကပေါ့ပေါ့ပါပါနဲ့ပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုပြန်လည်ရောက်ရှိတော့မှာဖြစ်လို့ဇက်တပင်ကြီးမစားတင်ခင်မှာပဲရင်ခုန်နေကြပြီဖြစ်ပါတယ်။မေလ10ရက်နေ့မှာကျင်းပမှာဖြစ်ပြီးတော့အမျိုးသားအပြားဇက်ယုံမှာကျင်းပပြုလို့မှာဖြစ်တယ်လို့လည်းတင်ထားကြတာဖြစ်ပါတယ်။မင်းသမီး Novo ရဲ့ဓာတ်တို့ကလည်းဇက်တိုက်ပုံတွေကိုပြည်သက်တွေအတွက်အခြားပြပေးလာပြီဖြစ်လို့ပါဝင်มาတည်ကြတဲ့လို့ ှိသွားပြီဖြစ်ပါတယ်။ဘလို့ပဲလူမှုရေးဖောက်ပြန်နေဆိုဆိုအနုပညာအရည်အသွေးစစ်တဲ့အတွက်ပရိသတ်တွေချစ်နေစေဖြစ်လို့ပါဝင်ခွင့်ရတာလည်းဖြစ်ပါတယ်။အခြားနုပညာရှင်တွေများစွာလည်းပါဝင်ကြမှာဖြစ်လို့ရခင်ခါတက်ပို့ပြီးတော့စီကားလာမဲ့ပြည်သူချော့တော်မန္တလေးငလင်နှင်းစီအဖွဲ့သားတွေခေတ္တပြားစနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှာဝေမျှခဲ့ပါအောင်ရှင်အစုံတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်